ယံပြင်းရှင်ပြာသာဓုသာဓုသာဓုယနေ့ရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့တောင်ကလပ်ကမြို့နယ်အမှန်၅ရက်အမှန်၄ဝိုင်းတွင်မှရှိတဲ့အင်းမြတ်ကိုကြီးကျောင်းတိုင်း၌ တရား25ကြိမ်မြောက်နိဗ္ဗာန်ဝင်လံ9ရက်တရားစကံပွဲကြီးရဲ့ယနေ့3ရက်လွန်မြောက်လို့4ရက်မြောက်တဲ့နေ့ယခုချိန်အားဆိုလို့ရှိရင်ပဋိစ္စသမုပ္ပံသင်္ဍန်တရားနာကြားကြီးညိုကြရမယ့်အချိန်ဖြစ်ပါတယ်။ဗာတရားတဲ့ပဋိစ္စသမုပ္ပံ သုံးရက်လွန်မြောက်လို့၄ရက်မြောက်တဲ့နေ့တဲ့သုံးရက်လွန်မြောက်လို့၄ရက်မြောက်တဲ့နေ့တော့ပထမရက်တုန်းကဘာဟောခဲ့တယ်ဝိဇ္ဇာပထမရက်ကဝိဇ္ဇာကိုဟောခဲ့တယ်ဒုတိယရက်ကသင်္ခါရကိုဟောခဲ့တယ်ဟုတ်ပြီတတိယရက်မှာဆိုလို့ရှိရင်ဘာတော့ ယုတ်ယုတ်မပါသေးဘူးဝိညာဉ်နဲ့အဘိနောဝိညာဉ်ဟုတ်တယ်မလားကေဏယုတ်ကလည်းငါကပေါင်းချလိုက်တာပေါ့နော်ဒီမှာတော့ငါကတလို့ဝိညာဉ်နဲ့နာမနေ့ကပြီးခဲ့ပြီယနေ့ယုတ်ဟုတ်တယ်နော်ယုတ် ယုတ်တရားကိုမနေ့တုန်းကလည်းသူတို့ကောင်းများကိုရှင်းပေးခဲ့ပြီးပြီပြောပြခဲ့ပြီးပြီဟုတ်တယ်မဟုတ်လားယုတ်တရားဆိုတာကတော့ထိလို့ကင်လို့ရတာယုတ်တရားပေါ့မှန်ရဲ့လားမှန်ပါဗျာသဗ္ဗေအယဆိုရင်ဝိจุဇုဒါရလေးရှိတာပေါ့အဲ့ဒါကဘာလဲဆိုရင်ရုပ်ပတိတိရူပံဖောင်းပြန်ပြည့်စည်တဲ့သောကြောင့်ယုတ်အဲရေးလိုက် ဟောပြန်ပြည့်စည်တဲ့တော့ကြောင့်ယောဘောင်ပြန်ပြည့်စည်တဲ့တော့ကြောင့်ယောအဲ့ဒီယုတ်သဲမှလည်းတို့ကောင်းများရင်ရှိသေးတယ်သူကတော့အများကြီးရှိတာ28ပါးတော့ရှိတာဘယ်နှပါးရှိတာ28 28ပါတော့ရှိတာယုတ်28ပါယုတ်အထဝိသလို့ခေါ်တာပေါ့ဟုတ်ပြီထားလိုက်တော့မနေ့တုန်းကသူတော်ကောင်းမြတ်သီလယူပြီးတဲ့အချိန်တော့ကအလုံစင်လုံပေးတရားများနာကြာ